ဲ့မဆွေရှိမှလားကျွန်တော်တို့ရဲ့ activity တွေကိုသူတို့မြင်ရမဆွေကြလို့တက်ကြွရတယ်သူကတက်ကြွတော့ဆော့ရဲဆော့ရဲသူသူဆွဲခေါ်ရင်တော့ပါကိုယ်ကိုယ်ဆိုရင်တော့အာမဆော့နိုင်ဘူးပြင်းနေတာနေရာတော့မကေးရေးဆိုတာသူတို့ငငယ်ငယ်လေးကဒါအားပေးခဲ့ရတဲ့ဆိုင်လေးဖြစ်တယ်။တကူးတကပေါ့တော့အခုချိန်ပါတက်ရောက်ခွင့်ရတဲ့လည်းအရန်ပြော်တယ်။ချိန်ရတဲ့မောင်နှမတွေအားလုံးလည်းစုံရပါတယ်။ ဆွေက cosmetic တွေပြီးရင် spray မှာဆိုလို့ရှိရင်ကိုယ်အိမ်လိုပဲအများတန်းအဲ accessories တွေလိုတိုင်းအကုတ်ဝယ်တယ်ပြီးတော့ဆွေအခုမမတ်ရရပေါ့နော်ဆွေအိမ်အစ်စ်လေးမှာပစ္စည်းတွေဖျားပန်းဝါစ spray ကဝယ်ထားပါတယ်ဟုတ်ပါတယ် ရှိပါဘူးအဲ့လိုယူလို့မရဘူးလေယူလို့လည်းမရပါဘူးအမားကစိုက်မထိုင်ဘူးလေနော်အမားကစိုက်မထိုင်ဘူးလေဝင်တန်းเนี่ยကျွန်တော်တို့လောက်ပါဗောကျွန်တော်လာပြမှာဗောအဲအမားပြောလို့ပဲကျွန်တော်လည်းကျွန်တော်အိမ်အတွက်အဲ့လိုမျိုးဟိုဟာလိုအပ်တာရဲ့ကုန်ဖြေတော့ဟာ separate မှာပဲအဲအမားမမှီရေဗျအေးဟုတ်ကဲ့တားရတယ်တားရင်တော့အတွက်ပစ္စည်းတွေလာဝယ်သွားတာဆိုဟုတ်တယ်လို့ဆိုအေးသူကဟိုကျွန်တော်ကပါလေဟိုဟာကားနှစ်စီးနဲ့တိုက်တယ်ရသူ separate ကနေပြောမသိရင်ဟို တို့လေဒီအရေးအတကြကလေဝယ်လို့ကိုမပီးတည်မလားအဲ့ကြောင့်ရောက်ရဟာပစ္စည်းများလို့လို့လေတစ်ချက်လို့ပတ်ကြည့်ပြောမှာအဲ့လိုတစ်ခုပြီးတစ်ခုထွက်လာလေဝယ်ဖို့ဆိုရင်အဲ့လိုစိတ်ဆိုရဲအဲ့လိုအိမ်ဘယ်လိုပြောမလဲအိမ်အောင်ရှိမကောင်းဆိုတော့ဟာကြောက်ရဝင်လားဂျပန်ထိလမ်းပြီ။အော်အဲ့လိုမျိုးဆိုတယ်အဲ့လိုပစ္စည်းတွေဝယ်ရတာအရဲဝါဒတာပါတာတိရပါလားအချိုမုံစာအဲ့လိုထည့်ရတာဟာစအဲ့ခွက်ကစာနော်ဒီရပဲ။အဲ့ရဝယ် အဲ့ရတော့ကြည်ကြည်လေးပါဒါပေမဲ့ကိုယ့်ရဲ့ဒါဖြူဖြူစစ်စစ်နဲ့စူးစမ်းပြီးတော့ဟိုရလာတဲ့အရာဖြစ်တဲ့အတွက်အရေးမဲအမောဆိုသွားပါအဲ့လောက်ဝယ်ပြတော့ဗျာမှမရှိတော့အဲ့လိုမျိုးချစ်ချစ်ကိုပြောရပါကျမတို့ကလေတောင်တက်တောင်ကျမပြောပြမယ်ဗစ်တာဆိုရင်ကားဝယ်လိုက်တယ်နော်အသေးပြောတယ်ကိုရတယ်လို့ပဲဟုတ်တယ်ဆိုလက်ကိုအိမ်ရဆိုဝမ်းတာရယ်ဘာလို့ဆိုတော့ကျွန်တော်တို့ကဟိုလွယ်လွယ်လေးရတာမဟုတ်ဘဲနဲ့အရင်ပြပြပဲပဲပြပြစင်းနဲ့ရှားတာဖြစ်တဲ့အတွက်ဟိုအဲ့ဒါလေးကကို့အတွက်ပေါ့အိမ်ပြန်ရင်းကိုစိတ်ချမ်းသာစရာတစ်ခုပေါ့အဲ့လိုမျိုး ဆူရအဲ့ငလီလောက်တဲ့မနဲ့ပါပဲမန္တလေးမှာရောက်ဟုတ်ကဲ့ကျမအဲ့ဒါလေးကျေးဇူးတင်တယ်ဘာဖြစ်လို့လဲဆိုတော့ရန်ကုန်မှာရှိနေကိုကတော့လွတ်မယ်ပေါ့နော်အဲ့ငလီတောင်မခံစားရဘူးသို့တော့ဂူဂူးနဲ့အမေတို့စိတ်ပူရတယ်တေးမှာတကယ်ပြောတာအဲ့ဒီအချိန်မှာလေအိမ်မှာရှိအအလောက်ကနေပေါ့နော် အိမ်ကိုပြန်နေနောက်တစ်ခါမှလည်းတအားလှုပ်တာပေါ့နော်အဲ့ဒီအချိန်မှာပေါ့အဖြစ်အပျက်ကမြန်ဆန်လွန်းတယ်အမေရဲ့ငိုရာတွေအဖိုးဘွားအသက်80ကျော်အပေါ်မှာကျန်တဲ့အချိန်မှာတက်ခေါ်ရတာတွေအဲ့အရေးလေးရှင်ထဲမှာပြန်စစ်စာမပြောမပြောချင်တော့ဘူး ပြီးတော့ကလေးကိုလုံးဝဆက်သွယ်လို့မရတော့တဲ့အချိန်မှာယူအယူတစ်ပိုင်းပဲကြောင်းမှာဒါပေမဲ့သူတို့တွေကကလေးတွေတခုတော်တာ smart ဖြစ်တဲ့အကုန်ကွင်းမြင်တွေကိုပြေးကြတယ်အဲ့အချိန်မှာအဆက်အသွယ်ပြရတဲ့အချိန်မှာမမြန်သွားကြည့်ရတာပေါ့နော်အဲ့အချိန်မှာအယူမီဝိုင်းပဲကိုကလေးကဘယ်နာမှရောက်နေမှမသိဘူးကြောင်းမှာပေါ့နော်အဲ့လိုစိတ်ပူရတာပေါ့ဟုတ်အဆက်အသွယ်လုံးဝမရတော့တဲ့အချိန်မှာပေါ့နော် ကျမပြောပြမယ်ကျမအရင်ကတည်းကပြောပြောနေတတ်တဲ့လူပေါ့နော်ဟိုနောက်တစ်ခါပို့တတိထားတာမိတာဘာလဲဆိုတော့ကိုကကိုပဲဆင်ကျင်တာပါရှင့်လောကကြီးမှာပေါ့နော်ဒီလောဘဒေါသမောဟဆိုတာလူတိုင်းမှာရှိတို့တော့ပေါ့အခုချိန်မှာအဲ့လိုဖြစ်တဲ့ချိန်မှာဘသူကထင်ပါလဲနော်ဒီလိုမျိုးအချိန်ပိုင်းစက္ကန့်ပိုင်းအတွင်းမှာလူဒီအသက်ဆုံးရှုံးနိုင်တယ်လို့အရာအားလုံးကိုစွန့်လွတ်ရတယ်ပေါ့နော် အတွက်ကိုလူတွေအားလုံးဟိုကျမကတော့ဘောတော့ရတဲ့အချိန်လေးမှာစိတ်ကိုအကောင်းဆုံးတတ်နိုင်ဆုံးအကောင်းဆုံးမွေးပြီးတော့မှကြောက်တဲ့တယောက်ပေါ့နော်ကောင်းတဲ့စိတ်လေးနဲ့ချစ်ချစ်ခင်ခင်နဲ့ပြောပြောရွှေရွှေလေးပဲအဲ့လိုပဲသွားချင်ပါလေရှင်ဟုတ်သူတို့တွေကလည်းရေစက်ကပါလားအခုကကားရိုက်ဆုံးနေသိလဲမလားဝဲတက်ဆုံးနေဝဲတက်ဆုံးနေလုံးကမရှယ်ဆုံးနေတကယ်လဲကြိုးစားတဲ့ကလေးတွေဖြစ်တဲ့အတွက် support လုပ်တာပါဟုတ် ကျမပြပြပြမိကိစ္စသူတို့ဖန်နေကိစ္စနော်သူတို့ကလေကျမကိုတက်လာလို့ရှင်ရင်ကျမတစ်ခါဒီနာရှင်းအောင်မယ်ဗီတာဆိုင်ဖန်နေကကျမနဲ့သူနဲ့အဲ့လိုမျိုးတစ်ခုခုစော့တယ်ဆိုရင်ခဏလေးကျမခေါင်းမပါလာတော့ဘူးကျမကိုစတစ်ကာအုပ်ချင်အုပ်တယ်မဟုတ်ရင်သူတို့မျက်နာတက်ချင်တက်တယ်မတက်ရင်ကျမမရှိတော့ဘူးကျမလက်မပါတော့ခေါင်းမပါတော့ဘူးအဲသူတို့ပြောတာနင်တို့ငါပုတ်ပါနင်တို့လုံမှာဆိုပြီးတော့ပြောอ่ะအလဲဝင်စော့ဘောအလဲဝင်စော့လဲအလဲမပါတော့ဘူးအလဲမပါဘူးဘေးနှစ်ယောက်ပဲပါတယ်အဲ့လိုလုပ်တယ်ပြီးရင် ီးလေးတွေကိုဂီးဆိုင်ပြဖောက်ဖောက်ဆိုနင်တို့ជីလောက်ပါငါအမလောက်တော့လောက်ပါဟာအဲ့လိုပြောရတယ်သူတို့တွေကဘလို့မမခံစားကျမကျမပါလိုက်ရင်တော့မှပဲထူးဆန်းတာအမေဒီဟာတွေငါ့ကိုဘာလို့တင်ထားလဲဖြစ်ရပထမဦးဆုံးမဆီကျွန်တော်တို့ ਨੇ ဆော့တဲ့ဟာမှာခရေကအပြက်ခံရချက်တာလေအကြည့်သားအမေပါလေမဆီကိုနည်းလိုက်တာပါမသူမရှိတော့ကျွန်တော်တော့လောက်ဟာဘလို့ဖြစ်တယ်ဟိုအဲ့ရမဆော့ဘူးကိုနေရပါလေကိုထွန်းကလေအဲအဲ့ဒီကသွားအပြည့်ချပါ shine နဲ့ အတူထိုင်တော့ကျတော့နှစ်ယောက်ကဆက်ပြီးဆွဲလိုက်တယ်ပေါ့ခဏတည်းတော့ကျမမဟုတ်တော့ဘူးအဲ့ဒီဆိုင်းပေးမှကျမမဟုတ်တော့ဘူးသူတို့မျက်နာတွေရောက်နေပြီအလိုဟာတွေပြောတယ်လေမဟုတ်လည်းလုံးမှာသာတီးပြီးသားရိုးသွားပြီဒါလည်းပြောပြပါတော့နော်မသိနဲ့မပြတ်ဘူးမပြတ်အစားတော့အစားအဲ့လိုမျိုးအဲ့လိုမျိုးတက်လာပြီဆိုလို့ရှိရင်အရင်အာနာတစ်ခါတော့လေခုကြောက်လေအော်သူတို့အကျင့်တွေပါအဲ့ဒါတိုးပြီးတော့ပြောတာအာမနာတော့ညောင်ချီလိုလေးတော့ရှိတယ်ဘယ်လိုတိုးပဲလာမလို့တိနေပြီအဲ့ မဆုလည်းတည်ရိုးနေပြီရိုးနေအဲ့တော့ဆီလို့ကျတော့လေမောင်နှမကဒီအလုတ်မှာပဲစုံရတာကွာသိရမလားဟိုမော်ပြီးမှအခုလေလှမယ်ကရိုက်တော့ဆိုလို့တအားလဲပူတအားလဲပင်မှန်သိရမလားအဲ့ဒီအချိန်မှာများဖူနေတော့လေအလကားပဲဆိုတော့ကိုအချင်းချင်းနေတွေ့တဲ့အချိန်မှာဒါတစ်တော့လေးတွေစော့ကြတာပေါ့အဲ့လိုမျိုးကျွန်တော်တို့ကြတော့ပွင့်လင်းပြီမတင်နိုင်တော့မတင်နိုင်တော့ဆိုပါလေအကျင့်လည်းမရှိဘူးအဲ့တော့မဆွီရှိမှလားကျွန်တော်တို့ရဲ့ activity တွေကိုသူတို့မြင်ရမဆွီကြလို့တက်ကြွရတယ်သူက တချို့တဆော့ရဲဆော့ရဲသူသူဆွဲခေါ်ရင်တော့ပါကိုယ့်ကိုဆိုရင်တော့အာမဆော့နိုင်ဘူးပြင်းနေတာနေရတော့မန်လေးတော့ပါကူတာသူတော့ဖန်ဖြစ်နေတယ်ပါကူတော့မတက်နေညာလေအဲဘုတ်ပါသူကစီးယုံတာမရှိဘူးဒီလိုပါဘုတ်ဘူးအဲ့နေရာလေဟိုဒီလိုပါပြောပြမယ် ဇက်လိုက်နဲ့အိမ်မာကထိုလေဇက်လိုက်ကဟိုရှူတင်မဝင်ရသေးဘူးကွာအဆွေရောက်လို့ရှိရင်ဆွေကြခင်ရတယ်ခေတော့အဲတပည့်စားကြပဲအဲချိတော့အညမှာသူ့အိမ်မှာတော့အရင်လေဇက်လိုက်ကလည်း Facebook ကပေါ့ TikTok ကလည်းစသုံးနေပြီပေါ့ဟဲ့ TikTok ဆော့ကြမယ်ဆိုဆော့ကြမယ်လို့အဲဟိုကဘာဆော့ရကောင်းမလဲဆိုပြီးမှအဲ့လိုမျိုးပါဟောအဲ့ဒါအမကိုစလိုက်တာပါသူကဘာကြီးရောချက်မှမဟုတ်ပါဘူးအဲအမကိုဒါစလိုက်တာပေါ့နော်အဲ့လိုမျိုးပါဟုတ်ဟုတ်ဟုတ်မဆွေရအဲ့လိုမျိုးအားလုံးရဲ့အချစ်ခံရတဲ့ကံပါလားနေချက်ထိုင်နေတော့ကိုလမ်းပိုင်းကိုလည်းဆော့ဖို့ လွှမ်းပိုင်နှာခေါင်းပြတ်သွားပြီမဟုတ်ဘူးအဖက်ပြောပြအောင်မယ်အဲ့ဒီနေရာအဖက်ကြီးကမပြုတ်လိုက်ရဘူးကျမကောင်မလေးကိုရိုက်ကျမညီမလေးကိုရိုက်ခိုင်းတာကျမညီမလေးကိုရိုက်ခိုင်းတဲ့ချိန်မှာဟိုအဖက်ကအော်တိုဝေးနာလေတစ်တော့ရဲ့ပြဿနာအဖက်ကဖြောက်မှရကွာခါတော့ဘူပိုင်ကြီးနှာခေါင်းမရှိတော့နော်ဘူပိုင်ကြီးအရောမတည်ဘူးပြောပြအောင်မယ်ရဲကြီးဘဝရအောင်မကြည့်ရသေးဘူးနောက်နေ့ကျမကြည့်ပြီးလန့်သွားပါဟဲ့အဲ့မှာဟိုကဘူပိုင်ကြီးရဲ့မိတ်ဆက်ဆရာဩ အဆွေမရဲ့နင်တို့ရိုက်ထားတာကဟိုအဖက်ကတိတ်မပါဘူးတော့လေဘိုးပိုင်းကြီးနှာခေါင်းမရှိတော့ဘူးတောက်မှတ်ပါလေမရဲ့အဆွေမကြည့်လိုက်ရလို့ပါလို့ဟုတ်တက်လာသမျှမင်းသားတိုင်းနဲ့ဒါမင်းသမီးဆွဲဆွဲဆွဲခါရအဲ့မအပြန်တိတ်မဆွဲတိတ်မဆွဲခါရအောင်ဆိုတော့ ့ပါခုတော့ပြောနေပုံမှန်ကြီးကပါပြန်ပြီတဲ့ဆွေကတော့အရင်တော့ကျူးစားထားတယ်ပေါ့နော်ဒါပေမဲ့လူရဲ့ချက်တရှိလဲတောင်းပန်ပါတယ်လို့အရင်လဲပူတော့ကျွန်တော် concentrate လုပ်ရတာအရင်ခက်ခဲတယ်သေလောက်အောင်ပူတာပါတကယ်ပါဟိုတခုခု short ရသွားမှတော့ကြောက်ရတယ်ဘာဖြစ်လို့လဲဆိုတော့ပူလိုက် aircon နဲ့ဝင်လိုက်မဝင်လို့ရှိရင်လည်းလူကမခံနိုင်တော့ပြောဝင်တဲ့အချိန်မှာလဲခန္ဓာကိုယ်မှာချွေးတွေအများကြီးနေအဲ့အင်းကြီးလည်းပြန်လဲလို့များတော့ဆိုင်လို့ရှိရင်လေအဲ့ make up တွေတော့ပျော်ပျော်ပြီး moscow ရဲ့လည်းပျော်အဲ့လိုဖြစ်တာဟုတ် အမပြောသလိုပဲကျွန်တော်လည်းအဲ့ဖြစ်ရှင်ဝင်လာမယ်ထွက်လာလို့ရှိရင်တော့တကယ်လို့လိုအပ်ချက်တွေရှိရင်တောင်းပါပါပဲဘလို့မှကျွန်တော်ပြောတယ်ကျွန်တော်ကဒီမျိုး site ကဖြစ်တဲ့အကြောင်းမလို့ဝင် jacket တွေဝေးရတယ်အထူးကြီးတွေဝေးရတယ်စိရင်လည်းစိရင်လည်းလေထားကြီးစင်တာကျွန်တော်အဲ့တော့ကျွန်တော်ကအဲ့လိုမျိုးချွေးရတယ်တားထွက်တဲ့သူဆိုတော့လေစဘလောက်ပဲလုတ်လောက်ပါတိတားရွာလူကပင်မန်းနေရဆိုတော့လေအဲ့လိုမျိုးဒိုးဆက်ရှိခဲ့လို့ရှိရင်ခုခဲ့ကြိုပြီးတောင်းပန်ပါတယ်ဒါပေမဲ့ကျွန်တော်တက်နိုင်တဲ့တော့အကောင်းဆုံးကြိုးစားထားတဲ့အကောင့် feature ဘက်ကတော့ရှိရမှာပါ ့ဖားလိုက်ပါတော့အဲ့ဒါသိလားဝါလိုက်ပါညာနေလေဝါအားကြတော့လေကိုမင်းကကိုအားနာလို့ဝိုင်းပြောကြရင်လေနော်မင်းဇက်လိုက်ကအကြီးစားပုတ်ထားဆိုမလည်းပြန်မွေးနေဟေးကျလာပြန်နော်အာမလည်းပြန်ကျတော့ဗီတာမွေးနေဆိုတော့အခုနအယုတ်လက်ဆောင် surprise ပေးတာဟုတ်တယ်ဗျဒီတရားပဲဝယ်ပေးလိုက်တော့အမဲတော့ကိုလိုချင်တာအဲ့ဒါကိုကြိုက်ပြီးတော့အဲ ဖစ်တောက်ပေးရမယ်လို့ရန်ချစ်စရာကောင်းပါအဲ့မှာဆီရီဟုတ်ကဲ့ကိုနဲ့တူတာရွေးထားတာဒီဟာကိုမြင်လိုက်ကိုယ်တတိယနေအောင်အာချစ်စရာကြီးမဟုတ်ဘူးလားချစ်စရာရန်ကောင်းတာလေအဲ့လိုမျိုးလေကြိုက်တာတူဒီတာဒီဘက်လာတယ်တိတော့ရုပ်ချန်ကြီးရွယ်ပြူးနေရမြင်အာဘယ်လိုလဲတူတာအဲ့လိုလေရအဆောင်အဆုံးဆုံးရလားအဲအများကြီးရတယ်ရပြီရတယ်ရပြီဒါမှလည်းရချစ်ဖို့ကောင်းနေရုပ်ဟုတ်ကဲ့အဲ့တော့ဆရာကြီးတွေ့မှလည်း ။မင်းပြအစီစရာကြစတုတီတာရဲ့ရောကျိတ်လိုက်ပြီလေ။ကျိတ်လိုက်ရောကျိတ်လိုက်။ပြပါကြ။ဒါရီဝါဒါရီဝါမောင်လေး။စစ်တယ်ဆိုလာကြ။အဲဒါပေါ့နော်မောင်လေးအောင်မြင်တဲ့တည်းလေအရင်ကတည်းကသူတို့စမ်းရလဲကြောက်ခမန်းလီလီပါပဲဒီထက်မှကလည်းအောင်မြင်ပါစေဆူတောင်းပေးကြတာမလို့လားအောင်ပြေဆုံးနေပါပြီနော်ဟုတ်ဆရာပရိသတ်တွေအားလုံးကျွန်တော်တို့မောင်နှမကိုဆက်ပြီးရောချစ်ခင်အားပေးကြပါမခင်အေးမှလည်းလာပြီးရောဈေးဝယ်ထိုးပေးလို့ရပါတယ်အားလုံးကျေးဇူးများကြီးတင်ပါတယ်တတား